โอเคนี่ชาวตัชชี่ดิเลวิดิสติเนี่ยคาแรคเตอร์ริสติกส์หรือวิทยาลักษณะอธิกเมน9ชั้นရှိတာတွေอ่ะนี่နောက်ဆုံးနံပါတ်9ပေါ့เนาะအဓိကတော့ state of living ဒီအရန်ရေးကြည့်ပါတယ်နောက်တန်းနေမှာလဲဒါတွေကမဖြစ်မနေပါတော့မှာပေါ့တိထားမှာပေါ့အမြဲတမ်းစောင်းဝဲဖြေဖို့အမှတ်ရဖို့အတွက်ကြီးမဟုတ်ဘူးအဒီဝိဒရာလက္ခဏာတွေအမြဲတမ်းတိရမှာပေါ့နော်ကိုကစိတ်ပညာနယ်ပယ်နဲ့အတန်မွေးမှာပဲဖြစ်ဖြစ်ပညာရေးမှာဆက်လက်ပြီးတော့ လေးလာအောင်မှာပဲဖြစ်ဖြစ်ဒီ character state တွေကိုเนาะမိတ်ပြစ်လို့မရအောင်ဘောနော်အဲ့တော့နောက်ဆုံးနံပါတ်ခွန်က adaptability adaptability ဆိုတော့ဘယ်လောက်အောင်ဆိုတော့ဆရာတို့ adapt ဆိုတဲ့စကားလုံးကလာတယ် adapt ဆိုတာ learn တွေဖြစ်အောင်နေတာယာသူပူရင်အေးအောင်နေတယ်အေးရင်ပူအောင်နေတယ်ဘိုက်ဆိုင်ရင်စားပြေးတယ်ဒါတက်ရှိမလို့ဒါတွေလုံနိုင်တာတက်မဲ့ရတော့ပူလက်ခံပါပဲအေးလက်ခံပါဘာမှလည်းတုံ့ပြန်မှာမဟုတ်ဘူးเนาะ တော့ adapt ရဲ့ဆရာတို့ဒီ buff ကို ability ဆိုတဲ့စွမ်းရည်နဲ့ပေါ်လာတဲ့ခါမှာ noun အနေနဲ့ adaptability ဆိုတာဖြစ်လာတယ်။လာရောညီတွေဖြစ်အောင်ပြုမှုနေထိုင်နိုင်ခြင်းကို adaptability လို့ခေါ်တာ။တော့တန်ရှိတွေကဆရာတို့ကဘာလုပ်နိုင်လဲဆိုတော့ဒီမှာ adjust and adapt လို့လုပ်နိုင်တယ်။ adjust ဆိုတာထိန်းကြီးတာပေါ့။နော်။ ဆင်းကြည့်တာဥမာဟိုဘက်ကလည်းကန်ဒီဘက်ကလည်းကန်လဲကနေတက်အောင်ရှောက်ဆိုရင်အဲ့ဒါ adjust လုပ်ပြီးတက်အောင်ရှောက်တာအင်းကြီးဆရာမတော်ရင်တော်အောင် adjust လုပ်တယ်တကားပေါက်တစ်ခုမတက်ရင်တက်အောင် adjust လုပ်တယ်ဘာဖြစ်ဖြစ်ကို့အတွက်အဆင်မပြေတဲ့အနေအထားတစ်ခုကနေအဆင်ပြေတဲ့အနေအထားတစ်ခုရအောင်ညှိနှိုင်းတော့ adjust လုပ်တယ်လို့ခေါ်တယ်ပြီးတာနဲ့လမ်းကြီးတွေဖြစ်အောင်နေတယ်အဲ့ဒါ adapt လုပ်တယ်လို့ခေါ်တယ်အဲ့ဆရာတို့ရဲ့ပတ်ဝန်းကျင်ဆိုတဲ့ environment ကြီးဒီနှစ်မျိုးရှိပါတယ်အဲ့ဒါက external environment ဆိုတာရယ် အဲ့ကော internet environment ဆိုရယ် environment ကနှစ်မျိုးရှိတယ်အဲ့တော့ဆဲလို့ရပုံဝင်ခြင်းတွေအများအားအဲ့ဒီပုံဝင်ခြင်းတွေအများအားပြောင်းလဲနေတယ် changes ဖြစ်နေတယ်ပြောင်းလဲနေရဆိုတာနေရညပြောင်းနေညနေနေကိုပြောင်းနေပူရနေအေးရကိုပြောင်းနေအေးရနေပူရကိုပြောင်းနေမိုးခေါင်တာနေမိုးရွာတာကိုပြောင်းနေမိုးရွာတာနေပြီးမိုးမရွာတာကိုပြောင်းနေနေပူတာနေမပူတာပြောင်းနေ ပူတာနေမပူတာပြောင်းတယ်ရန်သူမရှိတဲ့အနေထားနဲ့ရန်သူရှိတဲ့အနေထားကိုပြောင်းတယ်အစာအိမ်သာပေါ်တဲ့အနေထားနဲ့ရှားပါတဲ့အနေထားကိုပြောင်းတယ်ရေရှိတဲ့အနေထားနဲ့ရေမရှိတဲ့အနေထားကိုပြောင်းတယ်တည်ငြိမ်နေတဲ့ကမ္ဘာမြေကြီးကငလင်းလှုပ်ချင်အောင်ဖြစ်တယ်ပြောင်းတယ်အမြင်အမ်းပြောင်းလဲနေအဲ့လိုပြောင်းလဲတဲ့ခါမှာသူကအစ်စတာနဲ့ environment ကလည်းပြောင်းတယ်ခုနဆရာပြောတာတွေကအစ်စတာနဲ့ environment နေနော်ရာသူပူတာနဲ့အေးတာပြောင်းတာ စာရသာရှားပါးရနေပြီးတော့ပေါများတာပေါများနေရှားပါးတာရန်သူမရှိတဲ့အနေထားတွေရန်သူရှိလာတာတတော်ကြီးကောင်းကောင်းနေတဲ့ပုံမှန်နေထားကနေပြီးတော့တော်မီလောင်လိုက်တာဒါတွေက external environment change ပြောင်းလဲမှုနောက်တစ်ခုကတော့ internal environment ပေါ့နော် internal environment ဆိုတာတခြားမဟုတ်ဆရာတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပတ်ဝန်းကျင်တင်စားပြောတာအဲ့တော့ဘိုက်ထဲမှာဘိုက်ဆာလာမယ် နော်ဘိုင်းမဆာယာနေဆာလာမဲပူယာနေအေးလာမဲခန္ဓာကိုအဲ့ဒီလိုအနေထားကိုဆရာတော်က internal environment လို့ခေါ်ပါတယ်အဲ့ပေါင်းခြင်းပြောင်းလဲမှုအတိုင်းပဲဆရာတော်ရဲ့အတိုင်းငြိမ်ခံနေလို့မရဘူးပြုပြင်ပြောင်းလဲပြီးအသက်လွတ်ပေးရတယ်ဒါမှဆရာတော်အသက်ရှင်တယ်မှုက selective မြဲမှာအဲ့ပရမစာကျောင်းကဆရာ living organisms are able to adjust and adapt ရှင်တန်ကြီးကတက်ရှိတဲ့ဒီ living ဆိုတာပါပါတယ်နော်တခြားလေးကြည့်ပါ ရှင်တန်နေတဲ့တက်ရှိတည်တေသွားရင်တော့မလုပ်နိုင်တော့ဘူးနော်ရှင်တန်နေတဲ့တက်ရှိတည်အာ able to adjust and dare တဲ့ညှိနိုင်တဲ့လမ်းကြီးဆိုဖြစ်အောင်လုပ်နိုင်တဲ့ den set တို့ဟာတို့သူ change in their external and internal environments တဲ့သူတို့ရဲ့ပြင်ပပတ်ဝန်းကျင်ရောအတွင်းပတ်ဝန်းကျင်ရောပြောင်းလဲမှုတွေဖြစ်ပြီဆိုရင်လည်းအဲ့ဒါတွေကို adjust and update လုပ်နိုင်တယ်တဲ့။ဘာကြောင့်လဲ။ရာသီတို့ရန်အေးလာတာကိုဆရာတို့ကနှိုးရောက်မလို့ဆိုသေမှာပေါ့။ရန်သူလာတာကိုမြင်ရင်ပြေးရမှာပေါ့။ ဒါ adjust and adapt လောက်တာပဲเนาะအဲ့ဒီလို adapt လုပ်နိုင်မှသာလဲကိုယ့်ရဲ့အသက်အသက်ကဆက်လက်ပြီးရှင်သန်နိုင်မယ်ကိုယ့်ရဲ့မျိုးတွေလည်းပွားနိုင်မယ်ဘိုက်ဆာလာရင်ဘာလုပ်မလဲ internet environment ကပြောင်းလဲလာပြီးမဆာကနေဆာလာပြီးအဆရှာအဆမှာပေါ့ဒါ adjust and adapt လောက်တာပဲအဲ့ဒါအသက်ရှိတွေရဲ့လက္ခဏာပဲအခုခက်ကလာပြီးခက်ပြတ်နေတယ်နိုင်ငံရေးမကောင်းတိုက်ပွဲတွေဖြစ်တယ်ဘာလို့မှာရှောင်ပြေးမှာပေါ့ မလင်ပြိုတယ်ဘာလို့မှအိန္ဒိယနေထွက်မှာပေါ့ပြင်ထွက်ပြေးမှာပေါ့ထပ်ပုံးကျင်ပြောင်းနေလာလေဒါတွေကပြင်မပြောင်းလဲမှုတွေပဲအိစရာနဲ့ဘာလို့မှမချင်းချက်တွေဖြစ်တာမျက်စိနာလာတယ်ကောင်းတဲ့နေသားကနေဖုံးကြည့်ပါမယ်ဟာဒါဆိုမျက်စိစေကံတော်မယ်မျက်မှန်တက်မယ်ဆရာအောင်ပြမယ်စစ်တော့ဒါအကျဆန်အထက်လောက်တာပဲဒါဆိုရင်မျက်စိဒီပုံမှန်တိုင်းပြန်သုံးလို့ရမယ်အဲ့လိုမလုပ်ဘူးဆိုရင်စာလက်ကြည့်လို့မရဘူးမှတ်လို့လို့မရတော့တက်ရှိဆိုတာအဲ့လို adapt လုပ်နိုင်တယ်ဆိုရင်ရှိတယ် အသက်ရှိတဲ့ထဲမှာမလူကစွန့်ရင်အမြင့်ဆုံးပဲဖြစ်လာတယ်လည်းဆင့်ခံမှာမဟုတ်ဘူးပတ်ဝန်းကျင်ကိုကတုံ့ပြန်ပြီးတော့ adjust ဖြတ်လုံနိုင်မှသာလျှင်လူရဲ့အရှိတူရလည်းတိုးတက်လာကိုဆောက်ထားတဲ့အင်္ဂါရာသီတွေမခံနိုင်ဘူးဆိုပြင်ပေါ့ကိုကောင်းတဲ့အင်ဖြစ်အောင်ကြိုးစားပတ်စံချာပြင်ပြင် adjust ဖြတ်လုံဒါဆရာတို့ရဲ့နောက်ဆုံး character ဖြစ်တဲ့ adaptability စွန့်ရင်ရှိတာပဲမမပြီးချင်းနေမကောင်းဘူးလားပညာရှာလို့မရဘူးလား ရတယ်လေဒါဆိုရင်နော်ပညာရှာလို့မလွယ်ဘူးဆိုအင်တာနက်နဲ့ရှာအောင်လို့အခုလို online နဲ့ရှာမယ်ဒါအကျက်ဆန်တက်လို့တာဒါကိုအနေထားမဟုတ်တော့ဘူးစာသင်ရတာနော်အဆင်မပြေတော့ဘူးအဆင်ပြေရင်ဤပါရှိလေ online နဲ့တင်မယ် online နဲ့လည်းမရဘူးဆိုဘာလို့မလဲနိုင်ငံခြားမှာတက်လို့နိုင်ငံခြားထွက်မှာဘူးချို့ရနိုင်ငံခြားတွေရောက်ဖို့မိကြောင်းတွေတက်နေကြပြီဂျပန်တို့အမေရိကန်တို့ကိုရီးယားဒါလည်းအကျဆန်အထက်လို့တာပဲတရားတော်တော့အဲ့ဒါ adaptability ဆိုရင်တော့မတူဘူးเนาะအ ਨੇ မြတော့กว่าလေများတဲ့သူတွေကများသလောက် ကြိုးစားတယ်တူတက်တယ်အောင်မြင်တယ်ကြီးပွားတယ်ဗောနော်နဲတဲ့လူကတော့ဒါနဲတဲ့လျောက်ခြံနေခဲ့မှာပဲဟုတ်ကဲ့တော့ကြောင့်အဲ့လို adaptability လုံနိုင်ခြင်းဟာတဲ့အဲ့ဒီလုံတဲ့တတ်ရှိတတ်တော်ရည်ရဲ့ question တန်တိုင်းနဲ့ chance အခွင့်အရေးဗောနော် chance of species အဲ့ဒီမျိုးစိတ်တွေရဲ့ရှင်တန်တိုင်းမှု survive ဆိုတာရှင်တန်ခြင်းအဲ့ဒီ survive ဘီ survive ရှင်တန်ဒီအန်ဂျီပေါ်လိုက်တော့ရှင်တန်ခြင်း အဲ့ဒီမျိုးစိတ်တွေတက်ရှိမျိုးစိတ်တွေရဲ့ survivation တန်နိုင်မှု chance အခွင့်ကို increase တိုးတည်တယ်တဲ့ adapt လုပ်နိုင်ခြင်းဟုတ်တာပေါ့နော်အဲ့တော့ adjust မလုပ်ဘူး adapt မလုပ်ဘူးပတ်ဝန်းကျင်ပြောင်းလဲတာကိုကိုကငြိမ်းခံမယ်ဆိုရင်တော့လက်ဆင်းခံယောဂဖြစ်တည်အောင်မရှိတော့ဘူးအဲ့ပြီးတော့အဲ့လို adaptability လုပ်ခြင်းဟာ the kin reset ဖြစ်ပေါ်လာတဲ့ in the formation of new species နယူးစပီရှိဆိုမျိုးဆက်အသစ်တွေ formation ဖြစ်ပေါ်ခြင်းကိုလည်း gain result ဖြစ်လာနိုင်ပါတယ်ရလအနေနဲ့ဖြစ်လာနိုင်ဆိုလိုချင်တာကတော့တမင်တကောင်ဟာကြားကိုတွေ့ရဆိုရင်ဒါပုံဝင်နေတာပြောင်းလဲသွားပြီ change ဖြစ်သွားပြီသူရဲ့ external environment ကကြားမရှိတဲ့နေသားတွေကြားရှိလာတယ်အဲ့ဒါသူ adjustment မလုပ်ဘူးထိုင်ပြီးတော့ငြိမ်ပြီးတော့မြတ်ပဲစနေမှာပေးမှာပေါ့တော့သူတည်သွားရင်သူသားသမီးမျိုးဆက်လည်းပွားလိုက်မှာမဟုတ်ဘူးသူတို့မျိုးဆက်ပြတ်ပြီးခေါ်စီလာတယ်လို့ dinosaur လို့မျိုးတုံသွားနိုင်တယ် ဲ့သူဘလို့ Jackson တက်လို့မလဲပြေးမှာပေါ့သူချစ်တော့တုံးပြီးတော့ပြေးနိုင်တဲ့တော်ပါပြေးမယ်ပြေးတဲ့ခါမှာလွတ်မယ်လွတ်တဲ့ခါမှာသူ့ရဲ့เนาะနောက်မျိုးဆက် new species အစ်တတွေဖြစ်ပေါ်လာတယ်ဆိုတော့ तू အမွေးရင်သူသားသမီးရပုံမှန်မျိုးစိတ်ပဲဒါပေမဲ့အဲ့လိုကြားကိုတွေးလို့တော်တော်လက်ပြေးတဲ့ခါမှာသူ့မှာအစွမ်းရင်ပိုတက်လာတယ်ကြားကိုလည်းเนาะမြင်နိုင်တဲ့အာယုံတခြားသမင်တွေထပ်ပို့ပြီးတော့ကောင်းလာနိုင်တယ်ပြေးတာလည်းတခြားသမင်ထပ်ပို့ပြီးတော့ ကောင်းတဲ့အစွမ်းရည်ရလာတယ်။မပြည့်နေတဲ့တမင်ကတော့စားခံအောင်။အဲ့တူအမွေးလိုက်တဲ့ကလေးဆိုတော့လေသူ့လိုပဲသူ့ထက်သမို့တာကောင်းတာနေပေါ့နော်။ပိုပြေးနိုင်တဲ့မျိုးစိတ်တခြားတမင်တွေဆက်ပိုပြီးတော့ပြေးနိုင်တဲ့မျိုးစိတ်ဗီဇပါလာပြီးအဲ့ဒါ new species အသစ်ဖြစ်ပေါ်လာတယ်လို့ပြောတာ။အဲ့တော့ detectable လုပ်ခြင်းအပြင်ရှင်တန်နိုင်တဲ့မျိုးစိတ်ရဲ့အခွင့်အရေးတိုးလာတယ်လို့နောက်ထပ်မျိုးစိတ်တစ်တည်းဖြစ်ပေါ်လာခြင်းကိုလည်းဖြစ်လာနိုင်တယ်လို့ပြောတာ။ဒါဆိုဥမာပေးပါ ုမာတော့ဒီမှာရာသီတွေပြောင်းလဲတာတို့အစားအသောက်တွေပြက်လက်တာတို့ငှက်တွေပေါ့နော်ဒီမှာဆရာတော်ငှက်တွေပြတာအငှက်တွေရှင်းတန်းတွေပေါက်ဖက်နေရမှာရာသီတွေမိုးခေါင်ပြောင်းလဲလို့ရေတွေမရှိတော့ဘူးအစာရည်စာလည်းနှိပ်ပါလာပြီဆိုမိုင်းမောင်းရာထောင်ချီဝေးတဲ့နေရာပဲဖြစ်ဖြစ်သူတို့အုပ်စုလိုက်ပြန်ပြီးတော့နေရာတွေရွှေ့ကြမှာရှိတော့အဲ့နေရာမှာသူတို့မှပိုခွင်လန်းတာမယ်ရေလဲပေါ့မယ်အစာလဲပေါ့မယ်ဒါဆိုရင်သူတို့ဒီ မိုင်မောမြတ်စွာပြန်နိုင်တဲ့ဆွမ်းကြီးလည်းတိုးလာပြီဆိုတော့မွေးတဲ့အတိတ်တွေမွေးတဲ့အသားသမီးတွေတည်လဲပဲအဲ့လိုပြန်နိုင်တဲ့ရည်သူတွေပါလာပြီးသားဖြစ်သွားတယ်။သူတို့မျိုးဆက်ထဲပို့ပြီး strong ဖြစ်တဲ့မျိုးဆက် new species တွေပါလာနေတာပေါ့နော်။အပြင်ကြီးလည်းအဲ့လိုပဲချက်တော့ကအပြင်ပြင်ကိုလဲထားမယ်ဆိုရင်အဲ့ဒီပင်ဒီနေအောင်ကြီးမရဘူးဆိုတဲ့နေထားနေအောင်ကြီးရအောင်သူထောင်မှတ်ပြီးတော့နေရှိတဲ့ဘက်ကိုရောက်လာနိုင်တယ်။ဒါလည်းချက်တော့အပြင်ရဲ့ adaptability ဆွမ်းကြီးပဲ။ အပင်နေတော့မမကြည့်လိုက် straight and upright ဖြစ်နေချောင်းတန်းနေထောင်းနေအဲ့ဘာဖြစ်လို့တော့ထောင်းမှာပေါ့နေအောင်ကြီးရမှသူစားချက်နဲ့စားချက်မှအသက်ရှင်မှာပေါ့အဲ့တော့နေရအပေါ်မှာရှိတော့ပေါ်ထောင်းလာတဘာဝပါเนาะအဲ့တော့အဲ့ဒါဥပမာလေးကိုပြောတာပါအဲ့တော့ for instance ဖတ်ပြမယ်เนาะဥပမာနေနေတဲ့ အချင်းတော့စီစဉ်ရာသီဥတုပြောင်းလဲခြင်းအော်ဒီမို့ shortage of food ဒီမှာ shortage ဆိုတာပြတ်လတ်ခြင်းမှာအစာရည်စာပြတ်လတ်ခြင်းဟာ may cause certain but ဖြစ်ပေါ်စေတဲ့ certain ဆိုတာဒီမှာ sound နဲ့တူတူပဲချိုးသောငှက်တွေကို to migrate ရွှေ့ပြောင်းရ migrate ဆိုတာရွှေ့ပြောင်းသည် migration ဆိုတာရွှေ့ပြောင်းခြင်းလေလေးတွေမှာရွှေ့ပြောင်းနေနေရတဲ့ migration လို့ခေါ်တာပေါ့နော် gate to another place တခြားနေရာကိုရွှေ့ပြောင်းစေတယ်တဲ့ဟိုကအဲ့နေရာဘယ်လိုနေရာဆိုတော့ the conditions are more favorable favorable ဆိုတာအခွင့်အလမ်းတာအဲ့တော့ အခြေအနေတွေပို့ပြီးအခွင့်အလမ်းတားတယ်တခြားနေရာကိုတဲ့ငှက်ချို့ပြောင်းရွှေ့စေတယ်တဲ့ရာသီလိုပြောင်းလဲခြင်းလိုစာရေးစာပြတ်တောက်ခြင်းလိုပါအခွင့်အလမ်းတွေတားတယ်ဆိုတော့ခုနကလိုရေလဲပေါ့မယ်အစာလဲပေါ့မယ်တို့တွေပိုနေလိုကောင်းတဲ့အနေထားကိုပြောတာပါအဲ့တော့အပင်တစ်ပင်ဟာ a plant may grow upright may grow very straight ဆိုတာဖြောင်းပြီးတော့ and upright ဆိုတာထောင်နေတာပေါ့အပင်တစ်ပင်ဟာတဲ့အလွန်ဖြောင်းပြီးတော့ထောင်ပြီးတော့ grow ကြီးနိုင်ပါတယ် to stand ရရ a bad plant around it ူဘေးပတ်ပတ်လည်းမှာပင်တွေများရှိတယ်။ပင်တွေများရှိတော့ तू အဲ့လိုထောင်ပြီးတော့ဖြောင်းမနေဘူးဆိုရင်ဟိုပင်အရေထုတ်ဒီပင်အရေထုတ်နဲ့ तू ကနေအောင်ကြီးကောင်းကောင်းရမှာမဟုတ်ဘူး။ဒါကြောင့် तू ဒီ तू အသက်ရှင်မှုအတွက် तू အတွက်လိုအပ်တဲ့နေအောင်ကြီးရဖို့အပေါ်ကိုဖြောင်းပြီးတော့ထောင်နေရတယ်။ဒါသည် तू ရဲ့ adaptability စွမ်းရည်ပဲ။ကိုယ်ကော်ပြီးဟိုပင်ကြထုတ်ဒီပင်ကြထုတ်ဆို तू ဒီအလင်းအောင်မရဘူး။ဒါဆိုရင်အစာမချက်နိုင်ဘူး။စာမချက်နိုင်အစာမရဘူး။ရှင်တန်ကြီးထွားမျိုးပွားဖို့ तू တို့ခက်ခဲသွားပြီ။ this အဲ့လိုမျိုး adaptability လောက်ချင်းဟာတဲ့အဲ့လိုမျိုးအပင်ဖြောင်းတန်းပြီးအပေါ်ထောင်နေခြင်းဟာအင်းဒီပဲတတ်နိုင်စေတဲ့ this plan or plan species အဲ့ဒီပင်သဘောမျိုးအပင်မျိုးစိတ်တွေကိုတဲ့တတ်နိုင်စေတဲ့သူကရရင်အနက်ဆန်းလိုက်တဲ့လုံလောက်တဲ့နေအောင်ကြီးကိုရရင် to survive သူရှင်သန်မှုသူရှင်သန်မှုလိုတယ်လေမှန်တယ်လေသူကနေအောင်ကြီးရမှအစာချက်နိုင်ပါဘူးအစာချက်မှအစာရပြီးတော့သူစွန့်ရင်ရမယ်ကြီးထွားမျိုးပွားအလုံးလုံးနိုင်မယ်ပေါ့ and ပြီးတော့တဲ့ even တောင်မှသူ dominate လွှမ်းမိုးနိုင်တယ်တိုင် environment အဲ့ဒီပတ်ဝန်းကျင်ကိုတောင်လွှမ်းမိုးနိုင်တယ်တဲ့ဆိုတော့အဲ့ဒီလိုအပင်ဒီဖြောင့်တန်းပြီးပေါ်ထောင်နေတဲ့အတွက်နေအောင်ကြီးလုံးတော့ရနိုင်အောင်လည်းမကဘူးတဲ့ तू ကအဲ့ဒီပုံမှာအမြင့်မားဆုံးအကြီးမားဆုံးပင်ကြီးဖြစ်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာ तू ကအဲ့ဒီပတ်ဝန်းကျင်ကိုတောင်လွှမ်းမိုးနိုင်တယ် even to dominate the environment ဆိုအဲ့ဒီပတ်ဝန်းကျင်ကိုတောင်လွှမ်းမိုးနိုင်တယ်လို့ပြောတာ तू အကြီးဆုံးဖြစ်နိုင်တယ်လို့ပြောချင်တာပါဒါကတော့တက်ရှိတဲ့ adaptability နော်လမ်းကြီးတို့ဖြစ်အောင်ပြုနိုင်စွမ်းအနေထားကိုပြောတာပါဒီမှာပုံလေးတွေဆိုရင်ဆရာတို့ပါပြထားလဲဆိုတော့ဒီမှာအဲ့ခုနကတမင်ကတော့ဥမာပေါ့လေတမင်ကတော့ရန်သူလက်ကလို့ဟိုသူ့မှာခြေောက်တွေကရှည်ပြီးတော့နော် ပြေးနိုင်စွမ်းရှိတဲ့ခြေောက်တွေပိုင်ဆိုင်ထားတယ်ဒီမှာငက်ကလေးဆိုရင်တစ်ပင်ရဲ့အယောင်တွင်းသူတူအောင်တဘောတိုက်ရလမ်းကြီးတွေဖြစ်အောင်လှုပ်ပေးထားတယ်အဲ့ခါမှာရန်သူတွေကသူ့ကိုလှုပ်လှုပ်ကူမတွေ့နိုင်တော့ဘူးသူ့သားကောင်ချောင်းရင်လည်းသူ့ကိုလှုပ်လှုပ်ကူမမြင်နိုင်ဘူးဒီဟိုတက်ကန်နေရာလေးကကောင်းနေရတော့ တို့ကရေနေတဲ့တက္ကန္နာမှာတို့ကနော်ခန္ဓာကိုယ်နေထအသက်ရှင်နေတယ်အော်လာညီဆွေဖေအောင်ခန္ဓာကိုယ်နေထနေထရေငတ်တန်ခန္ဓာအောင်နော်အဲ့မှာတက္ကန္နာမှာပေါ်တဲ့ပင်တွေဆိုစူးရအများကြီးပါပြီးတော့ရေကိုတူလောင်ထားတဲ့အပင်တွေဖြစ်တယ်ဘာလို့ဆိုတော့မိုးရွာတာနေလို့အဲ့တော့ရားတဲ့ရေလေးတစ်ခါတည်းမှရားတဲ့ရေကိုသူအဲ့လိုတူလောင်ထားတာဒါသူတို့ရဲ့ adaptability ပဲအဲ့ဒီအပေါ်ကကောင်းတယ်ပါလေခက်မဲလေးဆိုတော့လေတက္ကန္နာမှာရေချတဲ့အစာချတဲ့ခါကျတော့အဲ့စူးပါတဲ့ပင်တွေတော့စားတာအဲ့လိုစားနိုင်ဖို့သူ့ရဲ့ပစောင်းအသားတွေအားလေး ထူပြီးတော့မှလေတကယ်ဟိုဟွာတွေပေါ့ဘယ်လိုပြောမလဲဟိုအဝတ်ထူရင်းနဲ့ကာထားသလိုပဲသူတို့တဖုံးတွေကမပေါက်နိုင်ဘူးအဲ့စူးတွေကိုစားလို့ရတယ်ဝါလို့ရအဲ့တဖုံးတွေအဲ့လိုထူနေခြင်းဒီစူးတွေမစူးနိုင်အောင်ထူထဲဆိုတာတဘောက်တည်းကြီးပေါက်နေခြင်း adaptability ပဲဒီဘက်ကဝေါ်ဝေါ်ငါတော့ရေခဲရောင်နဲ့တသားလည်းဖြစ်နေတယ်သူ့ကိုရန်သူတွေလွယ်တကူမမြင်နိုင်အောင်ဒါ adaptability ပဲအတက်ကလေးကတော့11ရှိနေတာအဲ့မြင်မာတဲ့အပင်တွေကိုအရွက်တွေစားနိုင်ဖို့11က adaptability ရှေ့ပေးနေရတာเนาะ ဒါဥမာလေးပေါ့ဒီကောင်ဆိုရင်ပေါင်းချင်အရောင်တိုင်းပဲသူ့အရောင်လေးကဒါတသားလည်းဖြစ်နေရသည် ရန်သူတွေလွယ်ကူမတွေ့နိုင်အောင်ပါးကောင်တွေလည်းသူ့အလွယ်ကူမမြင်အောင်ငှက်ဒေတာမိုက်ဂရိတ်လုပ်နေတဲ့ဟာကိုပြတာပါဒါလည်း plan နဲ့ animate adaptation တွေမှာ tick လို့ဆိုရင်အပင်နဲ့ရှင်ကြည့်လိုက်အပင်ရဲ့အရွက်တွေကအဲ့လိုအမြင့်မှရှိတဲ့ခါကျတော့သူတို့ level ရှင်နေမှာသူတို့လည်းဒါ level ကို ဒီလိုမျိုးတန်းရှည်ရမှုမျိုးဆန်ဆန်နှစ်ပေါင်းသာကြာမှသူတို့အဖေအမေထက်မျိုးသက်ထက်ပူပူရှင်းရှင်းနဲ့အဲ့လိုရှည်လာတာဟုတ်ရင်သူတို့အစာငတ်ပြီးတည်နေတာပေါ့နော်နေကြပါနဲ့ဆိုရင်လည်းဒီမှာနေရအရှိရကထွက်တယ်ဆိုရင်သူတို့ကရှည်ရကိုကိုင်းတယ်နေလဲကြတော့သူကနေရပေါ်တဲဆိုတော့အပေါ်မှာတည်တဲ့နေတယ်ညနေကြတော့နေအောင်ကြာနောက်ဖက်ရောက်သွားရင်သူတို့နောက်ဖက်ကိုလိုက်ပြီးတော့ကိုင်းဒါအလင်းရဖို့အတွက်သူအတက်တက်ပြီးလောက်တာပဲအလင်းရမှအစာချက်နိုင်မယ်အစာချက်နိုင်မှအသက်ရှင်မယ်နော် ကျန်တဲ့ဟာတွေလည်းအဲ့လိုပါပဲဒီမှာပုံစံကျင်တဲ့တသားတစ်ဖြစ်အောင်ကာလာလေးတွေပြောင်းနေတာ